ဦးလေးရေကုညီပါအောင်တမီပိုက်အရင်စားနေလို့ပါနင်းနီလေအန်ကယ်လွင်လက်မှာကင်ထားတဲ့ကြီးတောက်ထဲကတန်တကာရေကိုတောက်ဖို့လှုပ်လေးတဲ့ဒါပေမဲ့တကာရေတွေက အကုန်မှောက်သွားပါတဲ့ကွယ်အန်ကယ်လွင်လည်းတိတ်ကိုစိတ်ဆိုးသွားပြီးနင်းနီကိုကန်လိုက်တာကြောင့်နင်းနီလည်းတိတ်ကိုနှာသွားရှာတော့တာပေါ့တကြားရီရောင်းပြီးကြက်ဝဲမယ်ပြီးရင်ကြက်ကိုရောင်းပြီးနွားဝဲရမယ် ပြီးရင်နွားကိုရောင်းပြီးလေဝေရမယ်။ပြီးရင်အဲ့ဒီလဲနဲ့စီးပွားရေးလုပ်ရမယ်။အမလီငါချမ်းသာလာမကို တွေးတာနဲ့တင်တော်တော်ပြောဖို့ကောင်းနေပြီ။အမလီရှင်ပါလို့ဒီလောက်ရက်ဆက်ရတာလေ။နင်ပါလို့ဒီလိုကိစ္စမျိုးကိုဖြင်းမြောက်အောင်မလုပ်နိုင်ရတာလေ။ရှုပ်သားရေကျမတောင်းပန်ပါတယ်ကျမအသက်ထက်အဲ့ဒီတကြားကရှင့်အတွက်ပိုရေးကြီးနေတာလားကျမတော့သွားပြီချင်းနေ အဲ့ဒါကြောင့်မို့တရေမကယောက်ျားနဲ့ရှင်ပြီးရံမဖြစ်ဖို့ပြောတာကိုဒီမိန်းမကတော့နတ်သမီးကအန်ကယ်လွင်ကိုဖြည်းဖြည်းချင်းငရဲဖြီရအောင်လှုပ်လိုက်ပါတော့တယ်။အိုးမဟုတ်ဘူးမဟုတ်ဘူးကေကြပါဦး။အိုးယောက်ျားရေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တွေ့ရရဲ့ channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရရှင်။ ်ဒီကနေ့မှလည်းပဲစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုတင်ဆက်ပေးသွားအောင်မှာမို့စောင့်ကြည့်ပေးကြပါဦးနော်တုံးစံတိုင်း VPN လေးအွန်ပြီးတော့တ िश ူပေးဖို့ကိုလည်းမမေ့ကြပါနဲ့ဦးရှင်ဟုတ်ရှိရှိတော့ကရွာငယ်လေးတရွာရှိတဲ့ရွာငယ်လေးထဲမှာတံပင်တွေ ပေါများတာကြောင့်ရွာသားတိုင်းဟာလက်ရခြံတွေလို့ငါးတွေဖမ်းပြီးတံပင်တွေစိုက်ကြပြီးတော့ကျန်တကာရေတွေလည်းပေါများပါတဲ့ကွယ် ။ရွာရဲ့တနေရာမှာနေတဲ့ဆင်းရဲတဲ့မိသားစုလေးတစ်ခုရှိပါတဲ့။နီနီ အကူတလားလောက်ပဲသွားမှာပါ။ပြီးရင်ပြန်လာခဲ့မှာပါ။စိတ်မပူပါနဲ့အကူ။ကျမအကူကိုဒီနေရာမှာပဲစောင့်နေပါမယ်။အကူပြောင်းမှုတွေရောင်းပြီးပတ်စံတွေရှာခဲ့မယ်။ပြီးရင်လက်ဝဲရေရနာတွေဝယ်ပြီးတော့နီနီစီကိုပို့ပေးလိုက်မယ်။စိတ်မပူနဲ့နော်အကူရောင်းနိုင်သမျှမြင်မြင်ရောင်းပြီးပြန်လာခဲ့ပါမယ်ဟုတ်ကဲ့ပါအကူ အကူဆုံးဟာပတ်စံရှာဖို့ထွက်သွားပြီးသူ့ဇနီးဖြစ်သူနီနီကတော့ကိုဝင်6လနဲ့အိမ်မှာတယောက်တည်းကြံခဲ့ရှာတဲ့။အကူတယောက်အမြန်ပြန်လာခဲ့ဖို့မျှော်လင့်ပါတယ်။တနေ့ပြီးတနေ့စားစရာတိတ်မရှိတာကြောင့်သူမဟာဘိုက်အရန်စာနေပြီးတနေ့မှာတော့ဘိုက်စာလုံးနာကြောင့်အကူကြီးရှာဖို့ထွက်လာပါတဲ့။အကူကျမအတွက်ပါလို့ကြံတကာကြီးဝယ်ထည့်မပေးခဲ့တာလည်းမသိဘူး။ငါတိတ်ကူအားနေနေပြီမရတော့ဘူး။ အကူကလည်းပြတ်မလာသေးဘူးငါတယောက်ယောက်ကိုအကူအညီတောင်းမှရတော့မယ်နင်းနီလည်းအန်ကယ်လွင်ကိုသွားပြီးအိမ်မှာရေထည့်ပေးဖို့အကူအညီတောင်းဖို့ထွက်သွားတဲ့ဒီနေ့ရအရောက်မှာတော့အန်ကယ်လွင်ကိုတွေ့သွားလေတော့တယ်မင်္ဂလာပါအန်ကယ်ကျမအတွက်အိမ်မှာတကားရေလေးဖြည့်ပေးနိုင်မလားရှင်နင်းတော်တော်အလုရှုပ်တာပဲမရဘူးနောက်မှပြန်လာခဲ့ဒါပေမဲ့ပတ်စံပေးရင်တော့ငါလာဖြည့်ပေးမယ် ကျမလိုစင်းရဲတဲ့လူတွေကတမင်းတက်တဲ့တောင်ဝအောင်စားဖို့အနိုင်နိုင်မှာရှင်။ဘယ်ကပတ်စံရှိရမှာလဲရှင်။ပတ်စံမပေးရင်နင့်ကိုဘာမှမလုပ်ပေးနိုင်ဘူး။ပတ်စံပေးနိုင်ရင်တစ်ခါလေးရတယ်၊နှစ်ခါလေးရတယ်ငါလုပ်ပေးမယ်။ကျမမှာပတ်စံမှမရှိတာ။နင့်မှာပတ်စံမရှိရင် သူများစီကခိုးလိုက်ပေါ့။အိုးကျမအဲ့လိုတော့လုံးဝမဟုတ်ပါဘူး။ငါကိုလာနောက်မနေနဲ့တော့ငါပြောတယ်လေငါ့ကိုပတ်စံမပေးဘူးဆိုရင်ဘာမှမလုပ်ပေးနိုင်ဘူးလို့ ဦးလေးရသဘောကောင်းမှန်းကျမသိပါရယ်ကျမကိုနောက်မနေပါနဲ့တော့ပစံတောင်းနေတာကတော့မဟုတ်သေးဘူးလေရဲရဲရွာတွေကလူတွေအချင်းချင်းပဲကူညီပေးပါလားနင်အခုချက်ချင်းထွက်သွားလိုက်တော့ဦးကြီးလွင်ဟာမလုပ်ပေးဘူးပြောပေမဲ့လေနီနီကအတင်းပဲတောင်းဆိုနေပါတည်းဒါကြောင့်သူလေးစိတ်ရှုပ်လာတာပေါ့ကွယ်အဲ့ဒီချိန်မှာနီနီကထင်မှတ်တာတခုကိုလှုပ်လေတော့တယ်ဦးလေးရေကူညီပါတမိပိုက်အရင်စာနေလို့ပါ နင်းနီလေတိတ်ကိုပိုက်စားနေတာကြောင့်ဦးလေးလွင်လက်မှာခံထားတဲ့ကြီးတောက်ထဲကနေကြံတကာရေတွေကိုတောက်ဖို့လုပ်လေတဲ့။ဒါပေမဲ့ကြံတကာရေတွေဟာအကုန်မှောက်ချသွားတဲ့ကွယ်။ဦးလေးလွင်လေတိတ်ကိုစိတ်ဆိုးသွားပြီးနင်းနီကိုကန်လိုက်တာကြောင့်နင်းနီလေတိတ်ကိုနားသွားရှာတော့တယ်။အမလီနားလိုက်တာဦးလေးကတိတ်ကိုဒေါသကြီးတာပဲ။တောင်းမှန်နေငါနဲ့ကိုအစာကလေးကပြောတယ်လီငါမလုတ်ပေးနိုင်ဘူးလို့အခုတော့ငါရဲ့ကြံတကာရေတွေဟာဖိတ်သွားပြီ။ ဟုတ်ဒါပေမဲ့ကျမနေမကောင်းဖြစ်နေလို့ပါရှင် ပိုင်လဲစပြီးရေလဲငတ်နေလို့ပါကျမကမပေါ်မပါကြီးနဲ့ဆိုတော့လေနင်းနီလဲပြန်ထလာပြီးဦးလေးလူရဲ့အင်ဂျီစာကိုကင်လိုက်ပါတဲ့ဒါပေမဲ့လေသူရဲ့အားကြောင့်အင်ဂျီကိုဖျဲလိုက်တယ်လို့ဖြစ်သွားတာကြောင့်ဦးလေးလူကပို့ပြီးတော့ဒေါသထွက်သွားပြန်တာပေါ့ကွယ်လှွတ်ဆန်းလှွတ်ဆန်းအဲဒီနောက်မှာတော့ဦးလေးလင်ဟာဒေါသထွက်ထွက်နဲ့ပန်းရိုက်လိုက်တာကြောင့်နင်းနီလဲထက်လဲကြသွားပြီးဖိုက်ထဲကနာလာပါတဲ့ အမလီနားလိုက်တာကေပါအောင်ကေပါအောင် နီနီရဲ့အဖြစ်ကိုမြင်လိုက်ရတဲ့ဦးလေးလွင်ကတော့နီနီတယောက်အသက်မရှင်နိုင်မှန်းသိတာကြောင့်မကူညီပေးပဲမြ мян သေးသွားအောင်လုပ်လိုက်ပါတဲ့ဦးလီကေပါအောင်ရှင်ငါလဲနေကန်စားနေရတာကိုမကြည့်ရလို့ပါမြ мян သေးတာပဲကောင်းတယ်တောင်းပန်ပါတယ်ဟာဦးလေးလွင်လေးနီနီတေးသွားတာကိုမြင်ပြီးလန့်သွားတာကြောင့်နီနီရဲ့အလောင်းကိုမိရှုပ်ဖျက်ဆီးပြီးတော့ သူရဲ့ဝင်းကျင်ကိုတော့ဝါကြီတောက်ထဲမှာချုံနှောင်ထားလိုက်တော့တယ်။တကယ်တော့ဦးလေးလွင်ဟာအောက်လန်းပညာတွေကိုတတ်တဲ့သူတစ်ယောက်ဖြစ်ပါတဲ့။ကဲဒီဝါကြီတောက်ကိုတော့ဘသူကမှလာပြီးယူမှာမဟုတ်တော့ပါဘူး။ဒီမိန်းမတကယ်ကိုစိတ်နှောက်ရှက်ပေးတာပဲကွာ။အဲ့ဒီချိန်ကစပြီးသူတို့ရွာထဲမှာထူးဆန်းတာတွေဖြစ်လာပြီးတော့ညာတိုင်းလိုလိုကောင်မလေးတယောက်ငုံနေတဲ့အတန်ကို ကြားကြားနေရပါတဲ့ကွယ်အဲ့ဒီချိန်ဦးလေးလွင်ရဲ့အိမ်မှာတော့ ကေပါအောင်ကေကြပါအောင်ဟင်ရှင်ကောင်မလေးတယောက်ငုံနေတဲ့အတန်ကိုညတိုင်းကြားနေရဘူးလားကျုပ်တို့ကြားနေရတယ်တရေပဲဖြစ်မှာပေါ့ကွာအိုးရှင်ဟာလေရှင်နောက်ကနေတရေရောက်လာမှာကိုရှင်မကြောက်ဘူးလားဘာလို့ကြောက်ရမှာလဲဘယ်တရေမှအနာလာပြီးငါ့ကိုကြိုက်လို့မရဘူးအဲ့ဒီစကားကိုကြားလိုက်ရတဲ့ဒေါ်လာဟာအတွေ့အထိမှာတော့ ဒီလူကတရေထက်တောင်ပိုကြောက်ဖို့ကောင်းနေသလိုပဲအထူးသဖြင့်အယံမုန်းနေတဲ့အချိန်ဆိုရင်ပေါ့သူအယံမဖြတ်ရင်တော့ငါသူ့ကိုဖြတ်မှာပဲရမယ်မဖြတ်သေးဘူးစောင့်ကြည့်လိုက်စမ်းပါငါသာပတ်စံအများကြီးရှာလာနိုင်ရင်အစီခံတွေငှားပြီးငါအဲ့အတွက်အိယာတက်တက်လှုပ်ခမ်းရမယ်ငါသူနဲ့အတူတူမအိတ်နိုင်ဘူးနင်ဘာရီတွေးနေတာလေနင်ဘာမှစဉ်းစားနိုင်တာမဟုတ်ဘဲနဲ့ဘာရီစိတ်ကူးရင်နေပြန်မလဲနင်အုံနောက်က ဘာမှလည်းစဉ်းစားနိုင်တာမဟုတ်ပါဘူးမဟုတ်ပါဘူးရှင် ကျမအရင်အိတ်နေတော်မယ်နော်ဒီမိန်းမကတော့ဘာတွေထူးထူးဆန်းဆန်းလုပ်နေမှမသိဘူးတဖက်မှာတော့စကားလေးပြောရင်းလမ်းလျှောက်လာတဲ့တငယ်ချင်းနှစ်ယောက်ဟာရွာလန်းတနေရအယောင်မှာတော့ဟဲ့ယောင်မင်းအတန်တခုခုကြားမိသေးလားငါဘာမှမကြားပါဘူးကွတခုခုကြားတယ်ဆိုလဲတရေပဲဖြစ်မှာပေါ့ မအားလို့ဦးလေးလွင်စီကနေကြံတကာရီသွားမယူတာကောင်းမယ်ထင်တယ်။သူကသိရင်ပြီးတွန့်တိုလို့နေ။ဦးလေးလွင်ကအရန်ရင်ပြီးတွန့်တွေတယ်ဆိုတာတော့ငါသိပါရယ်။ဒါဆိုရင်ငါတို့ကသူ့စီကသွားခိုးရမှာလားကွ။ငါတို့ကခိုးပြီးပြန်ရောက်မယ်ဆိုရင်ငါတို့ပတ်စံတွေတော်တော်ရှာနိုင်မယ်ထင်တယ်ကွ။အေးဟုတ်တယ်။ငါတို့ပတ်စံရှာရမယ်။ကြောက်ပေမဲ့လေလုပ်ရမှာပဲ။ ကြော်ကြော်နဲ့အောင်လို့လဲလမ်းလျှောက်ဖို့ခြေလမ်းလမ်းလိုက်ပြီးရုတ်တရက်တစ်ပင်နာမှာစိုက်ထားတဲ့ဝါကြီးတောက်ကိုတွေ့သွားပါတော့တယ်။ဟဲ့အောင်အဲ့ဒါတန်တကာကြီးထည့်ထားတဲ့ဝါကြီးတောက်မလား။မြန်မြန်ကောက်လိုက်လေ။အေးအေးခဏစောင့်။ကြော်ကြော်နဲ့အောင်အောင်ဟာဒီဝါကြီးတောက်ဟာနီနီကိုခြုံနှောင်ထားတဲ့ဝါကြီးတောက်မှမသိပဲဆွဲထုတ်လိုက်တဲ့အခါမှာတော့နီနီဟာရုတ်တရက်ပေါ်လာလေတော့တယ်။ကြော်ကြော်အောင်အောင်နင်တို့အဆင်ပြေကြရဲ့လား။ဟင် နင်းကနင်းနီမလားအကူစော်ရဲ့မိန်းမနင်းနီဟုတ်တယ်မလားဒါနဲ့ငါမေးရှင်လို့ညာတိုင်းငိုယိုပြီးအကူညီတောင်းနေတဲ့အတန်ကနင်းရဲ့အတန်လားဟုတ်ပါတယ်ကျမအကူညီတောင်းနေတာပါ ကျမဒီထဲမှာဖိတ်မိနေတာကြာပြီအစကတော့ငါကဒါကိုဖွင့်ပြီးတော့တောက်တော်မလို့အထဲမှာတရေရှိနေတာကိုမသိခင်ကပေါ့ဖွင့်တောက်ပြီးရင်မမြိုချလိုက်ပါနဲ့နော်ဒီဝါကြီးတောက်ကအစိတ်တွေနဲ့ပြည့်နေတာရှင်သာတောက်မီရင်ဒုက္ခရောက်သွားလိမ့်မယ် ငါလည်းမသိဘူးလေဟာဒါနဲ့ညမဒီဦးဘလို့ရောက်ပြီးတော့ရွာကလူတွေကိုလည်းဘာဖြစ်လို့ခြောက်လန့်နေရတာလဲကျမဦးလေးလွင်စီသွားပြီးတော့အခုညီတောင်းရင်ကသူကကျမကိုမကူညီတဲ့အပြင်ကျမကိုသူတတ်လိုက်တယ်လीသူကန်လိုက်လို့ကျမလဲချသွားခဲ့တာဘာဖြစ်လို့ဒီလောက်ကစင်းနေတဲ့ဦးလေးလွင်ကိုမှနင်ကအခုညီသွားတောင်းရတာလဲဟာအခုဘလို့လောက်ကြမလဲကိုဝင်တဲ့တွေကပိုက်အမြင့်စာနေတာကတော့ထုံးစံပဲလीအ ပိုက်ကိုကန်ရင်ခလေးဆုံးရှုံးနိုင်တာကို तू မသိဘူးလားဒါဆိုရင်အခုဘာလုပ်မလဲသပင်မွေးတွေကုန်နေအထိသူ့ကိုသွားပြီး၆လန်နေမှာလားနင်းဘလို့လုပ်မလဲသူ့ကိုဘလို့၆ရမလဲကျမမသိသေးဘူးကျမဘလို့လုပ်ရမလဲနင်ကတည်းရဲလီ လူတယောက်ကို၆လန်တာဘာခက်ခဲလို့လဲကျမလည်းရုပ်တရက်သေးသွားတာဆိုတော့ဘာမှမသိလို့ပေါ့ရှင်အကိုတို့ညမကိုဘလို့၆လန်ရမလဲဆိုတာအကူညီပေးပြီးတင်ပြီးလို့ရမလားအကြံဉာဏ်လေးပါလေးပေးပါဦး ဒါဆိုရင်ငါတို့ဥပမာပြောပြမယ်နော်။နင်ကသူ့နောက်ကနေပြန်ပြီးတော့လိုက်ချောင်ရင်ရောအဲ့ဒီလိုလုပ်เสียမလို့ပါဘူးကွာ။တရေဆိုတာနဲ့သူတို့ထွက်ပြေးတော့ပါလိမ့်မယ်။ဟုတ်ပါပြီအကိုဒါနဲ့အကိုတို့လာတာဦးလေးလင်စီကနေခိုးကိုလာကြတာမလား။အဲ့ဒီလိုသူများစီကခိုးတာကမကောင်းဘူးနော်။အေးဦးလေးလင်ကဒီလိုရက်ဆက်တဲ့သူဆိုတော့ငါတို့လည်းသူ့လိုလူစီကနေမခိုးကျင်တော့ပါဘူးခါ။ ဟုတ်တယ်ကို သူသာတိသွားရင် အကိုတို့ကိုလည်းသူကပန်းစုပ်ထားလိမ့်မယ်။အေးအေးဒါဆိုလဲငါတို့ပြေးရတော့မှာပေါ့။အေးဒါဆိုလဲပြေးကြတာပေါ့။အဲ့နောက်ကြော်ကြော်နဲ့အောင်းအောင်းလေးထွက်ပြေးသွားပြီးနောက်ကိုလှဲ့တောင်မကြည့်တော့ပါဘူးတဲ့ကွယ်။အကိုတို့ကျမကိုထားသွားကြပြီလား။ဦးလေးလွင်ကြောင်ပြောမလို့နားထောင်သွားကြအောင်လေ။လူယုံမာကြီးဦးလေးလွင်ကတော့ဘာရီဖြစ်သွားမှန်းမသိသေးဘူးတဲ့ကွယ်။ယောက်ျားကျမဈေးသွားပြီးပစ္စည်းလေးတွေသွားရောင်းလိုက်အောင်မေး။ မြန်မြန်ပြန်လာခဲ့ဦးနော်တကြားချိုးချင်းလှုပ်ဖို့အတွက်တင်းအင်းတို့တကြားတို့ပါဝင်ပစ္စည်းတွေလည်းဝဲခဲ့ဦးရှင်သာမုန်းနေရင် ခလေးနဲ့မိန်းမကိုမရိုက်ပါနဲ့တော့တော်စမ်းပါဒီမိန်းမကတော့ဖြစ်တောင်ဖြစ်တောင်နဲ့ဒေါ်လာစီကိုထွက်သွားပြီး နောက်မှာတော့ဒေါ်လာကိုတွေးဖို့မောင်မောင်ရောက်လာပါလိမ့်တဲ့ဦးလေးတို့စကားများကြပြန်ပြီလားကျွန်တော်မှထမ်းရီပါလာသေးတယ်ဟုတ်လားဒါဆိုရင်တော့ဖားတကောင်ရေးဆေးပြီးกินလိုက်ကြမယ်လေဒူဒူတောက်ကြတာပေါ့ ဟုတ်ကဲ့ဦးလီရော့ဒါကိုယူသွားပြီးတိတ်တိတ်လေးတောင်းတော့ကလေးတွေမြင်သွားရင်မကောင်းဘူးတော်ကြာသူတို့ကရှောက်ပြောနေဦးမေမင်းတောင်အထာရီတိနေပြီပဲကွတိရမယ်လီကလေးတွေဆိုတာလူကြီးတွေတောက်တာကိုမမြင်သင့်ဘူးဗျနောက်ပြီးအကျင့်တွေနဲ့စကားပြောတာတွေကလည်းမူးလာရင်မကောင်းတော့ဘူးလီကလေးတွေကိုမကောင်းတာတွေမတက်စေချင်လို့ပါတော်ကြာသူတို့ကြီးလာရင်မကောင်းတာတွေလုပ်ပြီးလက်တဲစမ်းကြမှာစိုးလို့ပါကျွန်တော်တို့ရဲ့မျိုးဆက်တဲ့တွေကိုပို့ပြီးတော့ကောင်းစေခြင်းနဲ့စေတနာနဲ့ပါ ေးကွာဒါဆိုရင်လဲဆိုင်မှာပဲသွားတော့ကြရင်ရောအဲ့ဒါကပိုဆိုးတာပေါ့ကျွန်တော်တို့အရွယ်ကိုပဲကြည့်ငငယ်ရွယ်ရွယ်နဲ့ညံကောင်းတဲ့လူတွေလေဒါပေမဲ့အဲ့ဒါကိုလှုပ်ရှားရှိတာမလုပ်ပဲတောက်ပဲတောက်နေရင်ဘာမှတိုးတက်လာမှာမဟုတ်တော့ဘူးမင်းပြောတာနဲ့တင်ငါလဲဘာဆက်လို့ရမလဲမသိတော့ဘူးဩအင်းမအင်းမကျွန်တော်ပြောတာရက်ပြီဦးလေးပါတာပဲစဉ်းစားကြည့်ပါလာပါတောက်တော့ရအောင်အေးတွားမယ်တပင်တပင်အောက်ရောက်တဲ့အခါမှာတော့ ဒါနဲ့မင်းဒီနေ့ဘာလုပ်စရာရှိလဲရွာထဲမှာတရေချောက်တယ်ဆိုပြီးပြောနေတာတွေကြားတယ်အဲ့ဒါကျွန်တော်ဦးလေးစီကနေတရေဖမ်းနေတင်ခြင်းလို့ပါဒါဆိုရင်မင်းပိုက်တစ်ခုအရင်သွားယူထားလိုက်ပိုက်နဲ့ဘာလုပ်ရမှာလဲဦးလေးရဲ့ဖြည်းဖြည်းပေါ့ကွာပြောမှာပေါ့ငါရဲ့ပညာတွေကိုမင်းကြားရင်ယူခြင်းသွားလိမ့်မယ်ဟုတ်ကဲ့ဦးလေးရပါတယ်အဲ့ဒီပိုက်နဲ့ငါတရေဖမ်းပြမယ်တရေဖမ်းမယ်တရေဖမ်းမယ်ဝင်သွားပြီလားဦးလေး ေချာနားထောင်ငါမင်းကိုပြောပြမယ်မနေ့ဖန်ညကြရင် မင်းကိုတရေဖန်တာငါတေချာတင်ပေးမယ်တရေဖန်ရဖို့အတွက်တော့ကျုပ်တော်တော်ကိုစိတ်လုံရှားနေပြီဗျာအဲ့ဒီအချိန်မှာဒေါ်လာတစ်ယောက်ကတော့ဈေးကပြန်လာပြီးလမ်းမှာသူတစ်ယောက်တည်းတွေ့တော်နေပါတည်းတကြားရီရောင်းပြီးရင်ကြက်ဝေးရမယ်ပြီးရင်ကြက်ကိုရောင်းပြီးနွားဝေးရမယ်ပြီးရင်တော့နွားကိုရောင်းပြီးလဲဝေးရမယ်ပြီးရင်အဲ့ဒီလဲနဲ့စီးပွားရေးလုပ်ရမယ် အမလီငါချမ်းသာလာမှာကို တွေးတာနဲ့တင်တော်တော်ပြောဖို့ကောင်းနေပြီအဲ့ဒီလိုလမ်းလျှောက်လာရင်တနည်းအားအယောက်မှာဒေါ်လာဟာခြေထောက်ခောက်ပြီးလဲကျသွားတာကြောင့်တကြားရီလေးမှောက်သွားလိတော့တယ်အမလီသွားပြီသွားပြီအကုန်ကွဲသွားပြီသွားပါပြီဟဲ့အဲ့ဒီချိန်မှာရုတ်တရက်ကျက်တူရီလေးတကောင်ရောက်လာပါတဲ့တကြားရီတည်လာပြီးတော့ပျော်မြူးနေတာအခုတော့သွားပြီမလားအဲ့ဒါတိတ်ကိုမျောလင်းချက်ကြီးထားနေလို့အခုလိုဖြစ်သွားရတာလေဒီကျက်တူရွေးကဘဲရောက်လာတာလေ သွားသွားမြင်မြန်သွားကျတူရွေးလေးပြန်ထွက်သွားနေရင်နဲ့သူ့ကိုလမ်းပြောလိုက်ပါတဲ့ဖြစ်မလာသေးတဲ့အိမ်မက်တွေကိုအရန်ကြီးဖတ်တွေ့မနေပါနဲ့ဒါပေမဲ့မစုံမနစ်ကြိုးစားပါတနေ့ကြရင်တော့ဖြစ်လာနိုင်ပါတယ်ဒီချက်တူရွေးပြောတာမှန်တော့မှန်နေဒါပေမဲ့လေအခုဖြစ်သွားတာကိုသာငါယောက်ျားသိရင်တော့ငါ့ကိုရိုက်တော်မှာပဲအဲ့ဒီချိန်မှာတရဲမလီနီနီဟာရှုပ်တဲ့ရက်ဒေါ်လာရှိကိုပေါ်လာလေတော့တယ်တကြားရီမှောက်သွားပြီလား ကျမကတော့အခုထိဘာမှမစားရသေးဘူး။အိုးအမလီနင်နင်ကတရေမလား။ငါ့ကိုဘာမှမလုပ်ပါနဲ့။ငါ့ကိုဘာမှမလုပ်ပါနဲ့နော်။အတော့ကိုသမီးဘာမှမလုပ်ပါဘူး။အတော့ချော်လေးသွားတာကိုတွေ့လို့သမီးကစိတ်ပူနေတာ။အတော့တကြအိုးကွဲသွားတာကိုသာဦးလီသိရင်တော့တိတ်ကိုစိတ်ဆိုးပြီးအတော့ကိုရိုက်တော့မယ်ထင်နေ။ဒါပေါ့သမီးရဲ့အတော့လေအဲ့ဒါကိုပဲတွေးနေတာ။အခုတော့တရေချက်တောင်သူရိုက်မှာကိုပဲအတော့ပိုးကြောက်နေရတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့အတော်အတော်ယောက်ျားကလီသမီးကိုရိုက်ပြီးတော့ကန်တော်ကန်သွားသေးတယ်။သမီးလောက်တော့အတော်ဘဝကမဆိုးလောက်သေးပါဘူး။ဟင်မင်းငါ့ကိုလာပြောင်းနေတာလား။မဟုတ်ပါဘူးခရုဆိုင်တော့အတော်ယောက်ျားကရိုက်ပြီးဆိုတာနဲ့ထွက်တာပြီးတော့မဟုတ်ရင်သမီးစီလာခဲ့နော်။သမီးကူညီပေးမယ်။အိုးငါအဖြစ်ကလည်းယောက်ျားရန်ကကြောက်လို့ထွက်ပြေးပြီးတော့တရေစီတော့အခုညီတောင်းရမလို့ဖြစ်နေပြီ။ဒီလိုသာဆိုရင်တော့ငါတီးမှာပဲ။ တိမာကိုမကြောက်ပါနဲ့တည်သွားရင်လေမိမလာလေးပြန်ဖြစ်နိုင်သေးတယ်လေနောက်ဘဝကြာရင်ပေါ့အေးပါအေးပါဒါဆိုလေငါသွားလိုက်ဦးမယ်နော်နီနီဟာတရေမဖြစ်နေပြီမဲ့တိတ်ကိုချင်တာတက်ပြီးဘသူ့ကိုမှလည်းဒုက္ခမပေးဘူးတဲ့ကွယ်ဒေါ်လာတစ်ယောက်ကတော့ကြောက်ကြောက်လန့်လန့်နဲ့အိမ်ကိုပြန်သွားလေးတည်းဘေးမလေးတကြားချိုချင်လို့ဖို့အတွက်ပဝင်ပစ္စည်းတွေယူလာခဲ့လေဟုတ်ကျမမှမရှိတော့ဘူးကျမလာတဲ့လမ်းမှာအကုန်ကြွက်ွဲသွားလို့ဘာဖြစ်တယ် ဘလို့လုပ်ပြီးဒါလေးတစ်ခုတော့ပြင်းမြအောင်မလုပ်နိုင်ရတာလေကျမလေလာတဲ့လမ်းမှာအတွေးလုံပြီးတော့ခြေထောက်ခောက်ပြီးချော်လေးသွားတာငါအဲ့ဒါတွေမသိချင်ဘူးအခုဘလို့လုပ်မှာလဲကျမလေမသိတော့ပါဘူးကျမကိုမရိုက်ပါနဲ့ရှင်အဲ့နောက်ဦးလေးလွင်ဟာဒေါ်လာကိုလှည့်ပြီးညှက်လိုက်တာကြောင့်ဒေါ်လာလေးပြေးကြီးပေါ်လဲချသွားရှာတော့တယ်အမလီရှင်ပါလို့ဒီလောက်ရက်ဆက်ရတာလေနေကပါလို့ဒီလိုကိစ္စမျိုးကိုတော့ပြင်းမြအောင်မလုပ်နိုင်ရတာလေ ရုပ်ကြားရေးကျမတောင်းပန်ပါတယ်။ကျမအသက်ထက်အဲ့ဒီတကြားတွေကရှင့်အတွက်ပိုရေးကြီးနေတာလား။ကျမတော့သွားပြီထင်နေ။ဒါကြောင့်မို့တရေမကယောက်ျားနဲ့ရှင်ပြီးရံမဖြစ်ဖို့ပြောတာကိုဒီမိန်းမကတော့ဦးလေးလွင်ဟာဒေါ်လာကိုရိုက်နှက်ပြီးတော့အိမ်ထဲမှာပဲ သွားပြန်အိမ်နေလေးတဲ့ဒေါ်လာတယောက်ကတော့အပြင်မှာပဲဝမ်းနေစွာနဲ့ငိုယိုပြီးကြံခဲ့ရှာတဲ့ကွယ်အမလီငါဘာလို့ဒီလောက်တောင်လောဘကြီးမိရတာတော့ ပြီးတော့လေအယံမူပြီးရိုင်းဆိုင်နဲ့အကျင်နာတရားမရှိတဲ့ယောက်ျားနေမှယူမိရတာလေနောက်ဘဝများရောက်ခဲ့ရင်ဒီလိုယောက်ျားမျိုးနဲ့ဘယ်တော့မှမတွေ့ပြရပါစေနဲ့ရုပ်ရည်ချောမောပြီးကျင်နာတဲ့ယောက်ျားနေပဲရပါစေရန်နေငယ်ကြပြီးနောက်မှာတော့ဦးလေးလွင်နေမောင်မောင်ဟာညဘက်တွေမှာငိုပြီးချောက်လန့်နေတဲ့တရေမဝဖမ်းမှုထွက်လာခဲ့ကြပါတဲ့ရွာလန်းအစုံတနေရအရောက်မှာတော့ဦးလေးဒီနေရာမလား ဦးလေးလွင်နဲ့မောင်မောင်ဟာတယောက်ကိုငါဖမ်းပိုက်တစ်ခုစီနဲ့တရေကိုအရင်ဖမ်းမှုစောင့်နေလေတဲ့မင်းကြည့်နေနော်ငါဒီတရေမှာချောချောလေးကိုဖမ်းပြီးတော့ငါမရဖြစ်အောင်လှုပ်ပြမယ်ဦးလေးဒေါ်လေးလာကြတော့ရောဒေါ်လေးလာကိုပေါက်ပြန်တော့မလို့လားအဲ့ဒါမကောင်းဘူးနော်ဟာမဟုတ်ပါဘူးဒါကမှန်ကန်တဲ့နီးလမ်းပဲမင်းကိုကြည့်ရတာငါစီကမတင်ကျင်တော့ဘူးထင်နေဒါပေမဲ့ဦးလေးကလည်းဗျာ တော်ပြီကွာမင်းအဲ့ဒီလောက်ဖြစ်နေရင်ငါမင်းကိုမတင်ပေးတော့မင်းအဲ့ဒီမှာပဲရက်ကြည်နေတော့ဟိတ်တရေမာလေးထွက်ခေစမ်းဦးလေးလွင်မန်းမုတ်ပြီးတော့ခေါ်လိုက်တာနဲ့တပြိုင်နဲ့သူရဲ့အောင်လံပညာတွေကြောင့်တရေမာလေးနီနီကပေါ်လာလေတော့တယ်ဦးလေးတရေမာကတကယ်ပေါ်လာပြီဒါပေမဲ့သူ့ကြည့်ရတာမြင်ဘူးနေသလိုပဲနော်သူ့ပါလို့တိတ်ဆိတ်နေတာလေဦးလေးလွင်ဒီဟိုပါလာလောက်တာလေကျမကိုဖမ်းဖို့လာတာလား तू က အာကျွန်တော်မှတ်မိပြီဒါနီနီမဟုတ်ဘူးလားဦးလေးနီနီကတရေဖြစ်နေတာပဲဟောငါမှတ်မိပြီဦးလေးကကျမကိုတက်ပြီးကျမဝိညာဉ်ကိုချုံနှောင်ထားခဲ့တာလေဟင်ဦးလေးသူ့ကိုတက်လိုက်တာလားမဟုတ်ဘူးသူပြောတာကိုယုံမနေနဲ့အဲ့နောက်ဦးလေးလွင်လင်စကားတွေဆက်မပြောတော့ဘဲတရေမလေးကိုငါးဖမ်းပိုက်ထဲမှာချုံနှောင်ထားလိုက်လေတော့လေကေကြပါအောင်ကေကြပါအောင် အဲဒီနောက်မှာတော့ဦးလေးလွင်ဟာတရဲမလေးနီနီကိုဖမ်းချုပ်တာအောင်မြင်သွားတဲ့ဦးလေးဒါကတိတ်မိုက်တာပဲဒါဆိုတရဲဖမ်းတဲ့အလုပ်လုပ်လို့ရပြီပေါ့အေးငါ့ကိုနောက်နေကြရင်တခြားလူတွေနဲ့မိတ်ဆက်ပေးလိဒါပေါ့ဦးလေးရေစောနာကနီနီရဲ့အော်ဒန်ကို ကြားလိုက်တာကြောင့်ကြော်ကြော်နဲ့အောင်အောင်ဟာအဲ့ဒီနေရာကိုရောက်လာပါလိတော့တဲ့ဦးလေးလွင်နီနီကိုဖမ်းပြီးတော့ငါးဖမ်းပိုက်ထဲမှာချုပ်လိုက်ပြန်ပြီလားအဲ့ဒါမင်းတို့နဲ့ဘာဆိုင်လို့လဲ တခြားလူတွေစီသွားပါဗျာအဲ့ဒီအချိန်မှာနီနီဟာရုတ်တရက်អော်လိုက်ပါတဲ့အကိုတို့ကျမကိုကဲပါဦးကျမဒီထဲမှာပိမိနေလို့ပါဟာကျေးဇူးပြုပြီးတော့သူ့ကိုလွတ်လိုက်ပါဒီမိန်းမနဲ့မင်းတို့ဘလို့ပတ်သက်လို့ငါ့ကိုလာပြီးစိတ်တူနေရတာလေမင်းတို့ ਨੇ မဆိုင်ဘူးနီနီကကျွန်တော်တငယ်ချင်းရဲ့မိန်းမပါဟိတ်ကောင်အဲ့ဒီငါဖမ်းပိုက်ကိုမြန်မြန်လွတ်လိုက်တော့အဲ့ဒီလိုနဲ့သူတို့တွေစကားများနေကြတဲ့အချိန်မှာအကိုစောတယောက်ရောက်လာပါတဲ့ ဘာတွေဖြစ်နေကြတာလဲဘာတွေကိုစိတ်ဆိုးနေကြတာလဲအဲ့ဒီချိန်မှာနီနီဟာသူ့ရဲ့ယောက်ျားဖြစ်သူအကိုဇော်ရဲ့အတန်းကို ကြားလိုက်ရတော့လှမ်းအော်ခေါ်လိုက်ပါတဲ့အကိုကြီးကျမဒီထဲမှာ ကျမကိုကဲ့ပါဦးဟင်နီနီဒါနီနီရဲ့အတန်းပဲနီနီပဲမှာလေအကိုဇော်ကျမကိုဦးလေးလွင်ကတက်ပြီးတော့ဒီပိုက်ထဲမှာချုံနှောင်ထားတယ်ကျမကိုကဲ့ပါဦးဘာပြောတယ်အကိုနားကြားမှားတာတော့မဟုတ်ပါဘူးနော်ဒါကဘလို့ဖြစ်နိုင်ပါလဲ စောစောညီနီကတေးသွားပြီအခုသူ့ရဲ့ဝိညာဉ်ကိုဒီပိုက်ထဲကနေထုတ်ပေးမှရမယ်မင်းတို့ဘာမှမျှော်လင့်မနေကြနဲ့ဒီတရေမကိုဘသူမှပိုက်ထဲကမထုတ်နိုင်ဘူးအခုစောလေသူ့မိန်းမကိုချစ်တဲ့စိတ်နဲ့ဒေါသထွက်သွားပြီးဦးလေးလွင်စီပြေးဝင်ပြီးတော့ငါဖန်းပိုက်ကိုဖြက်စီးလိုက်လေတော့တယ်အဲ့နောက်မှာတော့နီနီလည်းပိုက်ထဲကနေထွက်လာပါတဲ့အခုစောရေကျမရှင်ကိုတိတ်ကိုတရိယာနေတာ ။ဘာကြောင့်ဒီလိုဖြစ်ရတာလဲကွာ။အကူတိတ်ပြီးစိတ်မကောင်းလိုက်တာ။ကျမအကူအချိန်ကြာကြီးစောင့်နေခဲ့တာ။အခုတော့ဒီလိုဖြစ်မျိုးနဲ့ပဲပြန်တွေ့ရတယ်ပေါ့။ဒီတရေမာကိုဖမ်းပြီးအပြစ်ပေးရမယ်။ဦးလေးလွင်ဟာစောစောကိုကန်လိုက်ပြီးတက်ဖို့လှုပ်တာကြောင့်ညီညီလေးစိတ်ဆိုးသွားလေတော့တယ်။အဲ့ဒီအချိန်မှာတက်တူရီလေးတကောင်ရောက်လာပြီးဦးလေးလွင်ကိုထိုးစိန်နေတဲ့။ဒီငှက်စုပ်ကရောဘဲကရောက်လာတာလေ။ကဲဟဲ့ ။ဦးလေးလွင်ကဒေါသထွက်ထွက်နဲ့ငှက်ကလေးကိုတက်လိုက်ပါတဲ့။ငါအစကလေးကသူ့ကိုဒီအတိုင်းမထားသင့်ဘူး။သူကကျမတို့ကိုဖျက်ဆီးဖို့လုပ်နေတာ။အခုလဲငှက်ကလေးပါတေးသွားပြီ။ဒီလိုသာရှင်ဆက်လုပ်နေမယ်ဆိုရင်ရှင်ကိုကျမတက်ရလိမ့်မယ်။နင်ကငါကိုပါလုပ်ချင်လို့လေ။အရင်နောက်ဦးလေးလွင်ဟာသူ့ရဲ့ပညာနဲ့ကာရာတစ်ခုရွတ်လိုက်ပြီးနီနီကိုချုပ်ဖို့စူးစမ်းလိုက်ပေမဲ့ဘာမှဖြစ်မသွားပါဘူးတဲ့ကွယ်။ရှင့်ပညာတွေကဒါအကုန်မေးလား အိမ်နောင်နီနီဟာဦးလေးလွင်ကို သူ့အားရှိသမျ၊လဲပင်ကိုညှစ်ထားလိုက်ပါတော့တယ်။အိုးအိုးဒါကဦးလေးလွင်ရဲ့အကန့်တရားပဲ။မဟုတ်ဘူးလားဒေါ်လာ။အခုဆိုဘဲနဲ့ဆိုကမှ သူ့ကိုလာကုန်နိုင်မှာမဟုတ်တော့ဘူး။သူ့ရဲ့ပညာတွေကလည်းဘာမှမတက်နိုင်တော့ဘူး။ကဲကဲကြပါဦး။အိမ်နောင်ရွာကိုစောင့်ရှောက်နေတဲ့နတ်သမီးတစ်ပါးရောက်လာပါတည်း။နီနီအခုလုံနေတာတွေကိုရက်လိုက်ပါ။မင်းဟာကောင်းမှုကုသိုလ်တွေလုပ်ထားတာအများကြီးရှိတယ်နော်။ မင်းသာသူ့ကိုတက်လိုက်မယ်ဆိုရင်ကြီးမားတဲ့ပြစ်ဒဏ်ကိုခံစားရလိမ့်မယ်။ဒါဆိုရင်ကျမဘာလုပ်ရမှာလဲ။စိတ်မပူပါနဲ့။ဒီလို စိတ်ထားမကောင်းမဲ့ကျင်နာတရားမရှိတဲ့သူကတေချာပေါက်ငရဲကိုရောက်มาပါ။နတ်သမီးဟာဦးလေးလွင်ကိုဖြည်းဖြည်းချင်းငရဲပြည်ကိုရောက်အောင်လှုပ်လိုက်ပါလို့ပြောတယ်။မဟုတ်ဘူးမဟုတ်ဘူးခေကြပါအောင်။ဦးယောက်ျားရေအတော်ရေစိတ်မကောင်းမဖြစ်ပါနဲ့။သူ့ထိုက်နဲ့သူ့ကံပေါ်။ တူကြီးတို့ကိုလည်းအတော်တောင်းပန်ပါတယ်အတော်ယောက်ျားကြောင့်မင်းတို့အားလုံးတော်တော်ဒုက္ခရောက်သွားကြတယ်မလားအတော်သမီးလေးအတွက်လည်းကောင်းမှုကုသိုလ်တွေများများလုပ်ပေးပါမယ်ကွယ်အကူစော်ကြီးကျမအခုနောက်ဘဝကိုကူပြောင်းရတော့မယ်အိုးအကူခွင့်မပြုနိုင်ဘူးအဲ့ဒီလိုမလုပ်ပါနဲ့ကွာမင်းတန်ရုံးစင်တွေဖြတ်ဖို့အချိန်ကြပြီမင်းဟာဘာကိစ္စငုံနေရတာလဲ ငါငါလေအကုန်လုံးကို တောင်းပန်ပါရဲကွာငါအခုမှချက်ချင်းမြတ်တာဆိုတာဘလို့မျိုးလဲနားလေသွားလို့ပါအခုချင်းအားစပြီး အခုလိုမကောင်းတဲ့အလုပ်တွေလုပ်တာကိုလဲရက်လိုက်ပါတော့မေအေးပြီးရင်မင်းထမ်းရည်တွေအရက်တွေလဲတိတ်ပြီးတောက်မနေနဲ့ဦးနော်ရွာတရွာတိုးတက်ဖို့ဆိုရင် အသိဉာဏ်ကျွဲဝါတဲ့လူတွေများများရှိဖို့လိုအပ်တယ်ငါတို့ရွာထဲမှာအရက်သမားတွေပဲရှိနေမယ်ဆိုရင်တော့ငါတို့ရွာကဘာမှတိုးတက်လာမှာမဟုတ်ဘူး ဒါဆိုကျမသွားတော့မယ်နော်။အားလုံးကိုနှုတ်ဆက်ခဲ့ပါရယ်။အဲဒီနောက်မိုးရွာနေတာတွေရက်သွားပြီးနတ်သမီးလေးကနီနီရဲ့ဝိညာဉ်ကိုကျက်တူရွေးလေးကိုယ်ထဲကိုထည့်ပေးလိုက်တဲ့။နတ်သမီးလေးကျမဘာလို့ဒီကျက်တူရွေးရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေရတာလဲ။ကျက်တူရွေးရဲ့တက်တန်းကပြေးသွားပြီလေ။ဒါပေမဲ့ညီမရဲ့တက်တန်းကမပြည့်သေးဘူး။ဒါကြောင့်ဒီကျက်တူရွေးခန္ဓာကိုယ်နဲ့အသက်ဆက်ရှင်ပါ။ကျေးဇူးတင်ပါတယ်နဲ့သမီးလေး။နီနီ ။ညီမကဘလို့ပုံစံမျိုးနဲ့ပဲရှိနေပါစေ။အကူမင်းကိုအမြဲချစ်သွားမှာပါ။ကျေးဇူးပါနော်နတ်သမီးလေး။စိတ်မပူပါနဲ့။ခொနရဲ့ပြေးပြီးတာနဲ့နီနီဟာလူသားဘဝကိုပြန်ဖြစ်သွားပါလိမ့်မယ်။ဒါပေမဲ့မင်းတို့အချင်းချင်းတော့တစ္ဆာရှိဖို့လိုအပ်တယ်နော်။ကျမတိတ်ပြောတာပဲနတ်သမီးလေးရဲ့။တကယ်နော်။ကျေးဇူးပါခမညာကျွန်တော်လည်းတိတ်ကိုပျော်ရွှင်ရပါတယ်။နီနီအကိုတို့ဘယ်တော့မှထမခွဲတော့ဘူးနော်မင်းကိုလည်းဘယ်တော့မှထားမခဲတော့ဘူး ဟုတ်ကဲ့ပါအကိုရေနတ်သမီးလေးခမညာကျွန်တော်တို့အသက်ရှင်နေတူ၍ညီနီအပေါ်မှာသစ္စာရှိပါမယ်လို့ဂရုပေးပါရယ်လူသားတွေဟာကုသိုလ်ကောင်းမှုတွေကိုများများလုပ်ပြီးစိတ်ထားကောင်းတွေကိုထားမယ်ဆိုရင်နတ်ကောင်းနတ်မြတ်တွေကလည်းကုညီဆောင်ရှောက်ပေးမှအမှန်ပါပဲရှင်အိမ်နောက်မှာတော့နီနီတယောက်လေးလူသားပြန်ဖြစ်သွားပြီးသူတို့နှစ်ယောက်လုံးကဘဝကိုပျော်ရွှင်စွာနဲ့နေသွားကြပါတဲ့ကွယ်ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင် အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။